င်္ဂလာပါဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့ကျွန်တော်ဈေးကွက်ပေါ်မှာ crypto wallet channel mate ဆိုတဲ့အနေနဲ့ short term long term ဘယ်လို plan တွေရှိမလဲပေါ့နော်ပြီးတော့ကျွန်တော် FOMC meeting ပေါ့ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဈေးကွက်ပေါ်မှာဘယ်လိုတည်ရောက်မှုတွေရှိလာနိုင်လဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်အာဒီ8200ကနေပြီးတော့8300ပေါ့ဒီ range တစ်ခုမှသွားလာနေတော့ကျွန်တော်တို့တွေ့ရတယ်တခြားဒီ BNB ဆိုလည်းနည်းနည်း downside မှာရှိနေတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော် EDA Solana ADA TRX Doge VH BCH ဒီကွန်ရတော့နည်းနည်းလေးတက်လာတဲ့အနေထားပေါ့ဒါမှမဟုတ်လည်းအရင်တက်တာလည်းမဟုတ်ဘူးပေါ့နော်နည်းနည်းလေးအရင်နေ့ထက်ဆိုင်နည်းနည်းလေးတက်လာတဲ့အနေထားတစ်ခုမှကျွန်တော်တို့တွေ့ရတယ်တခြား DOTLTC HRP ပေါ့ဒီကွန်ရတော့နည်းနည်းလေး downside မှာပဲရှိနေတော့ပေါ့အာဆိုတော့ overall market မှာလည်းရှိ volume နဲ့တော့ကျွန်တော်တို့တွေ့ရတယ်အာကျွန်တော်တို့တစ်ချက်လောက်4 hour chart pattern ကိုတော့ကြည့်ကြည့်အောင်ပေါ့နော်ဒါ chart pattern ကိုတော့ကြည့်ကြည့်တော့လည်းကျွန်တော်တို့ကြည့်ကြည့်မှမှပြောင်းလဲမှုမတွေ့ရဘူး ကျွန်တော်တို့ကဒီ8300နဲ့ပြီးတော့8400ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီ8400ဆိုတော့ target တစ်ခုကို break လုပ်ပြီးတော့မှအထက်ကိုမသွားဘဲနဲ့ကျွန်တော်ပြန်ပြီးတော့ downside ပေါ့အောက်ဆင်းလာတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမှာတစ်ခုသတိထားမှာပါလဲဆိုတော့ကျွန်တော်ဒီချိန်မှာဒီဈေးကွက်ကဘယ်လိုခေါ်မလဲဆိုတော့တရင်အချက်လက်တွေပေါ်မှာရိုင်းမူတည်နေတယ်ပေါ့နော်ကျွန်တော်တို့ဒါလက်ရှိ technical analysis နဲ့ကြာတော့လဲရိုင်း match မဖြစ်သေးဘူးပေါ့အာတော်တော်များများဒါတရင်အချက်လက်တွေနဲ့ အတူတူဈေးကွက်ကပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ crypto trader တွေအနေနဲ့သတင်းအချက်အလက်တွေကိုတရားလေးစောင့်ကြည့်ဖို့ကျွန်တော်ဒါပြောချင်ပါတယ်အာနောက်တစ်ခုကတော့ကျွန်တော်ဒီ6000 4000ကနေအထက်ကိုပေါ့နော်ကျွန်တော်ရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်းပေါ့ကျွန်တော်ဒီ6000 8000 9000ပေါ့ပြီးတော့ကျွန်တော်ဒီ9000 2000ကနေဟိုဘက်ကို cross လုပ်ရင်တော့ဒါ BTC ရဲ့ all time high ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ပြောထားတဲ့အတိုင်းလက်ရှိအဲ့ဒီလိုမသွားဘဲနဲ့ market က downside ဘက်ကိုပြန်ရောက်လာနေတာပေါ့နော် ရောက်လာနေတဲ့အကြောင်းအရာလည်းကျွန်တော်တို့ volume နည်းတဲ့အကြောင်းအရာတွေရဲ့ပြီးတော့ကျွန်တော်တို့ဒီအာ market ထဲမှာ bad news တွေပေါ့ဒါတွေကြောင့်တော်တော်များများဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ power watch chart pattern မှာလည်းကျွန်တော်တို့ကြီးကြီးမားမား downside လည်းမတွေ့ရသလိုကြီးကြီးမားမားဘယ်လိုခေါ်မလဲ upside ကိုလည်းကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော်အာဆိုတော့ကျွန်တော်တို့ဒီ daily chart pattern ကိုတစ်ချက်လောက်သွားကြည့်ကြည့်မယ်ဆိုရင်လည်း down trend မှာပဲရှိသေးတယ်ပေါ့ဒါဘယ်လိုခေါ်မလဲတက်သွားတဲ့အနေအထားတစ်ခုလို့ကျွန်တော်တို့သတ်မှတ်လို့မရသေးဘူးပေါ့နော် ဆိုတော့ဒီချိန်မှာကျွန်တော်တို့ဒီ anti ဝင်ထားတဲ့လူတွေပေါ့နော်ကျွန်တော်ကတော့ဒီ BTC လုံးဝမရှိသေးတဲ့လူတွေဆိုရင်ဒါ8000ပတ်ချလဲလောက်မှာကျွန်တော်ဒီ anti တခုဖွင့်ထားလို့ရတယ်ပေါ့နော် long အတွက်ကိုဒါဘယ်လိုခေါ်မလဲကျွန်တော်ဒီဟိုပါပေါ့ small margin low leverage အနေနဲ့သွားလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီလက်ရှိ market ထဲမှာဝယ်ထားပြီးသားလူတွေပေါ့နော်ကိုဝယ်ထားပြီးသားအရှုံးပေါ်နေတဲ့လူတွေအတွက် DCA point ကကျွန်တော်ဒီ9000နဲ့9200ပေါ့အဲအဲ့လောက်ထိကိုပဲကျွန်တော်ဒါ DCA point တစ်ခုတက်မှတ်မယ်ပေါ့နော် အာဆိုတော့တခြားကြီးကြီးမားမားပြောင်းလဲမှုတော့ကျွန်တော်ဒီ daily chart pattern မှာလည်းမတွေ့ဘူးပေါ့ဒါပြီးတော့ကျွန်တော်ဒီကြီးကြီးမားမား target အတွက်ကိုပေါ့နော်ဒါကျွန်တော်အာရေရှည်ခြင်ထားမဲ့လူတွေပဲဖြစ်ဖြစ်ဘလူပဲဖြစ်ဖြစ်ပေါ့နော်ဒါတို့အတွက်ကြတော့ကျွန်တော်ဒီ weekly chart pattern ပေါ့ဒါကိုတစ်ချက်သတိထားကြည့်ဖို့လိုတယ်လိုရတယ်ပေါ့နော်ဆိုတော့ weekly chart pattern မှာတော့ကျွန်တော်အာအရင်အတိုင်းပေါ့နော်ဒါ har 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 လို့ pattern ကိုကျွန်တော်တစ်ချက်တွေ့ရတယ်ဒါမှမဟုတ်ရင်အာကြီးကြီးမားမားပြောင်းလဲမှုရှိတာတော့ဒီမှာလည်းကျွန်တော်တွေ့ရမှာမဟုတ်ဘူးဒါမှမဟုတ် မာကတ်မှာဒီ weekly chart pattern မှာကြာတော့နည်းနည်းတက်သွားတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါအရင်အပတ်တွေထက်ဆိုင်ရင်နည်းနည်းတက်တဲ့အနေအထားတစ်ခုမှာပဲရှိရလို့ဒီလိုသွားလို့ရတယ်ဒါပေမဲ့အရန်ရို့ဒါတက်တက်ကြွကြွရှိနေတဲ့ market တစ်ခုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကိုစီမာကက်ပီတယ်နဲ့တော့ခဏတစ်ပြုတ်အချိန်ပေးပြီးတော့စောင့်နေချင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အာခဏိအတွက်တော့ market နဲ့ပတ်သက်ပြီးတော့ထွေထွေတူတူပြောကြရတော့အာမရှိဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဒီ FOMC meeting ပေါ့ FOMC meeting အနေနဲ့ပြီးတော့ဒါ ရလကောင်တစ်ခုခုထွက်လာမယ်ဆိုရင်တော့ market မှာကြီးကြီးမားမားပြောင်းလဲမှုတစ်ခုကိုကျွန်တော်တွေးရလိမ့်မယ်ပြီးတော့အဲ့ကနေထပ်ပြီးတော့ရလာမယ်ကျွန်တော်ဒီ entry point တွေ target တွေအတွက်လည်းကျွန်တော်ပြန်ပြီးတော့ update လုပ်ပေးမယ်ပေါ့နော်အာ